မော့ချီရင်ဇက်ပါညောင်းသွားနိုင်တယ်ကဘာအမြင့်ဆုံးရုပ်ထုကြီးများနံပါတ်1ဘိတ်တနိုးရုပ်ထုဒီရုပ်ထုကြီးကတော့ဟိန်းနူဌာနာယူရဲကဘိတ်တနိုးနဲ့ဂလုံမင်းနွေရဲ့ရုပ်ထုကြီးဖြစ်ပါတယ်ဒီရုပ်ထုကြီးကတောင်တလုံးစာလောက်ကိုမြင်မှားပြီးတော့အင်ဒိုနီးရှားနိုင်ငံဘာလီမြို့မှာတည်ရှိပါတယ်ဒီရုပ်ထုကဟိန်းနူရုပ်ထုတွေထဲမှာဆိုရင်အကြီးဆုံးလို့ပြောလို့ရပြီးတော့အစိတ်ပိုင်းပေါင်း900ကျော်လောက်ကိုတသက်စီတိဆောက်ထားတာဖြစ်ပါတယ် အဲဒီရုပ်တုရဲ့တမိုင်းကြောင်းကတော့ဘေဒနုနတ်ကဂလုံမင်းကိုခွာစီပြီးတော့ယောဂတောက်ကင်းစီတဲ့စီတမျိုးကိုအထူးထူးသွားပြီးယူဆောင်နေတဲ့မြင်ကွင်းဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့အထင်ကရရုပ်တုတစ်ခုဖြစ်ပြီးတော့ကဘာလက်ခီးသွားတယ်လေအများပြားလက်ပလေးရှိပါတယ်။အဲရုပ်တုတွေထဲမှာဆိုရင်ဖတုထားမြောက်အမြင့်ဆုံးဖြစ်ပြီးတော့2018ခုနှစ်တွင်ကမှဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပါတယ်။နံပါတ်1လေးကျွန်းဆက်ကြ။မွန်ရွာမြို့မှာရှိတဲ့လေးကျွန်းဆက်ကြရုပ်ပွားတော်ကြီးကတော့မြန်မာနိုင်ငံမှာဆိုရင်အမြင့်ဆုံးဖြစ်ပြီးတော့ကဘာမှာဆိုရင်တော့တတိယအမြင့်ဆုံးဖြစ်ပါတယ်။ ညနောအမျက်မေ382ပေတိရှိပြီးတော့မြမတမိုင်းတစ်ချောင်းမှာလည်းဒုတိယအမြင့်ဆုံးဆောက်လုပ်မှုဖြစ်ခဲ့ပါတယ်။ဘုံ32ဘုံအပါအဝင်အထက်ပေါင်း33တတိပါရှိပြီးတော့ဘုံတစ်ခုစီတိုင်းမှာလည်းသက်ဆိုင်ရာဘုံရဲ့အကြောင်းတွေကိုပကြီးပပုလျာတွေနဲ့ဖော်ပြထားပါတယ်။အဲဆောက်ဆောက်ခါစားတော့ငါဆိုရင်ကဘာပေါ်မှာအမြင့်ဆုံးရုပ်ပွားတော်ကြီးတော်ဖြစ်ခဲ့တာပါ။အဲနောက်ပိုင်းမှာတော့သူထက်မြင့်တဲ့ရုပ်တူကြီးတွေပေါ်ထွက်လာခဲ့တာကြောင့်ယခုအချိန်မှာတော့တတိယအမြင့်ဆုံးဖြစ်ပေရည်တည်နေပါတယ်။အကြောင်းမုံရအောင်ရောက်ဖြစ်ခဲ့ရင်အချိန်ကညံတော့အမြင့်ဆုံးဖြစ်ခဲ့ဘူးလေဖျားစီကိုတစ်ခါလောက်သွားဖူးခဲ့ကြဖို့အချမ်းပေးချင်ပါတယ် ံပါတ်3လွတ်လပ်ရေးရုပ်ထုအခုမြင်နေရတဲ့ရုပ်ထုကြီးဟာကမ္ဘာပေါ်မှာအကြီးဆုံးနဲ့အမြင့်ဆုံးရုပ်ထုဖြစ်ပြီးတော့အမြင့်ပေ6ပါးကျော်ထိတောင်ရှိပါတယ်။အိန္ဒိယနိုင်ငံကူဂျာရက်မြို့မှာတည်ရှိပြီးတော့မြို့ပြင်ကနေလှမ်းကြည့်ရင်တော့အတိုင်းသားမြင်နေရတဲ့ရုပ်ထုကြီး။ကျန်တဲ့အကြီးဆုံးရုပ်ထုတွေကရုပ်ပွားတော်တွေနဲ့ရုပ်ထုတွေဖြစ်ပါတယ်။ဒါပေမဲ့ဒီရုပ်ကတော့ဘာနဲ့ဘာဖျားမှမဟုတ်တဲ့တာမန်လူတစ်ယောက်ရဲ့ပုံသူရုပ်ထု။အိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးတဦးဖြစ်တဲ့ဗဲလာဘိုင်ပတဲရဲ့ပုံသူရုပ်ထုကြီးဖြစ်ပါတယ်။ ိန္ဒိယနိုင်ငံရဲ့ပထမဆုံးဝင်ကြီးချုပ်ဖြစ်ပြီးတော့လူလဲ့အရာကိုကျပန်းခဲ့တဲ့သူတွေထဲမှာထိတ်ဆုံးကနေပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်ဒီလိုတူရငါးနှစ်အတွင်းမှာပဲအပီးစီဆောက်လုပ်ခဲ့ပြီးတော့တိဆောက်ရာမှာလည်းလူအပ်တဲ့တန်တဲ့တတ်ထုတွေကိုတိုင်းသူပြည်သားတွေကပဲလူတန်းခဲ့ကြ။ဒီရုပ်ရဲ့ကြီးမားချက်ကတော့ကလေးတွေဆိုရင်အနားတော်မကက်ရဲကြဘူးလို့ဆိုပါတယ်။အရုပ်ရဲ့ခြေချောင်းတစ်ချောင်းနဲ့နေကိုအကုန်ကားတစ်စီးစာလောက်ဖြစ်နေလို့ နံပါတ်၄ရာမယုတ်ထုဒီယုတ်ထုကတော့လက်ရှိအချိန်ထိစားလုံးနေဆဲဖြစ်ပြီးတော့တကယ်သာ PC သွားမယ်ဆိုရင်ကမ္ဘာအမြင့်ဆုံးယုတ်ထုဖြစ်လာမယ်လို့ဆိုပါရာဇဝင်တွေကရာမယုတ်ထုကြီးဖြစ်ပြီးတော့အမြင့်ပေ900လောက်ထိကိုစောက်ဖို့ရည်ရဲထားတာထုတ်ထားတဲ့ပုံချမ်းတွေအရဆိုရင်သူ့ရဲ့လေးများတွေနဲ့အတူတူခေါင်းပေါ်မှာထီးတစ်ချောင်းလဲမိုးထားအောင်မှာဖြစ်ပါတယ်အဒီထီးကြီးကြောင့်ပဲကမ္ဘာအမြင့်ဆုံးအဆောက်အုံဖြစ်လာဖို့ရှိနေတာထီးတာမပါဘူးဆိုရင်ခုနကလွတ်လပ်ရေးဖခင်ကြီးကအမြင့်ဆုံးပဲလို့ပြောလို့ရပါတယ် 2018ခုနှစ်မှာ project စတင်ခဲ့ပြီးတော့2018ခုနှစ်မှာ soft boot season ခဲ့ပြီမြဲအခုထိတော့ဘာမှဆက်မဖြစ်သေးပါဘူး။အကြောင်းဒီရုပ်တုအီးပြီးဖို့က GTA ဆက်ထက်ကိုပို့ပြီးတော့ကြာအောင်မှာဖြစ်ပါတယ်။နံပါတ်5 Spring ဗုဒ္ဓရုပ်နိုင်ငံမှာရှိတဲ့ဒီဗုဒ္ဓယူပါတော်ကြီးကလည်းအမြင့်ပေ208မီတာတိရှိပြီးတော့အခြေချောင်းတစ်ချောင်းတည်းနဲ့တင်ကိုဒုတိယဆာလောက်ပြီးရှိပါတယ်။ကျင်းနေတဲ့နဲ့တရာကီလိုဂရမ်ရှိတဲ့ရွှေတွေကိုပေါင်းဆက်ပြုလုပ်ထားပြီးတော့အဝေးကနေကြည်ရတဲ့တွေကိုရွှေအောင်တလက်လက်တောက်ပနေတာဖြစ်ပါတယ် 2008ခုနှစ်ကလေးကဆောက်လုပ်ပြီးစီးခဲ့တာဆိုပေမဲ့အဲဒီချိန်တုန်းကတော့ကန်ဒေါ်လာ340တိကုန်ကျခဲ့ပါတယ်။ဒီစင်တူကြီးကတော့လက်ရှိကမ္ဘာပေါ်မှာအကြီးဆုံးဗုဒ္ဓယူပွားတော်ကြီးဖြစ်ပြီးတော့ရုပ်ထုတွေထဲမှာဆိုရင်တော့ဒုတိယမြောက်အကြီးဆုံးဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။